မင်္ဂလာပါရှင်။ကျမတို့ရဲ့ဘာမပေါက်ကချန်နယ်ကနေပရိသတ်များကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာကတော့စာရေးသူမင်းမြန်အောင်ရေးသားထားတယ်။ဘက်ကိတ်ဆိုတဲ့ဇလန်ကောင်းလေးရဲ့အပိုင်း၃၃ကိုတင်ဆက်ပေးသွားချင်ပါတယ်။ဇလန်လေးကိုမတင်ဆက်ခင်မြန်မာကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးတော့ဘေးနားနူရီဘဲလေးကိုနှိပ်သွားပေးဖို့တောင်းဆိုလိုက်ပါရစေရှင်။ခွတ်ဆပြီးတော့ဇလန်လေးကိုနားဆင်ကြည့်လိုက်ကြရအောင်ပါ။နောက်တစ်နေ့မနေ့ရှင်းနိုင်ဟဲ့အောင်မြင်းမီသွားမယ်လေကွာ။ ငကြောက်ကအိန္ဒိယနေထွက်လာပြီဆိုတယ်။မြင်းမီးကကိုပြစ်ပေါ်မှာဆက်လက်ဖွာနေတယ်။ရွတ်တရဲ့ငကြောက်စကားကြားပြီးတော့မြင်းမီးကြောင်သွားတယ်။အဲအားကြောင့်တောက်လက်ဆဆက်လက်ကိုလက်ချောင်းမှာညှက်ပြီးတော့ဘယ်သွားမှလဲကွာလို့တခွန်းနဲ့ပြန်မိတယ်။ဒီမအိပ်ဘေးနေရတော့ခေါ်ခွေးပူစီတယ်ကွာ။မနေ့ကငါတို့လာမယ်လို့ပြောထားတယ်မလား။မိမိနေတာလားကွာ။ဟာအေးဟုတ်တာပဲကွာ။ငါမိနေတာလုံးလုံးကိုအမတ်မရောက်ကွာ။အခုအမတ်ရပြီမလား။သွားမယ်ကွာ။အဲ့ဒီနောက်နှစ်ယောက်သားစကားတပြောပြော။ ဆက်လိုက်တဖွာဖွာနဲ့ကိုခွေးဘူးဆိုင်ကိုသွားကြတယ်။ထို့သောဖြင့်လမ်းခုလဲတနေရာရောက်မှာတော့ဘယ်ကနေဘလို့ရောက်လာလဲမသိတဲ့လူနှစ်ယောက်ကမြင်းမင်းနဲ့ငကြောက်ကိုနောက်ကနေတုံးနဲ့အလစ်ဝင်ရိုက်လိုက်ပါတယ်။ရုတ်တရက်မလို့နှစ်ယောက်လုံးအငိုင်းမိပြီးခေါင်းကိုခက်ပြေးပြေးအရိုက်ခံရတာကြောင့်အာကနဲ့អော်ပြီးတော့အယုတ်ကျိုးပြန်လဲကျသွားခဲ့တယ်။ဒီတော့မှလူနှစ်ယောက်ကဒုတ်တွေကိုပြစ်ချပြီးထိုနေရာကနေခက်တုတ်တုတ်ထွက်သွားတယ်။မြင်းမင်းနဲ့ငကြောက်ကတော့သူ့ရဲ့နေမှာခွေခွေကလေးလဲပြီးတော့ကြံ့ရစ်ခဲ့တယ်။ နေ့လယ်12နာရီမိနစ်အနည်းငယ်လုံးမှာတော့အာအာအာအဲ့ဒီအချိန်မှာမြင်းမီတရီရလာခဲ့တယ်။ကောင်းမှာတော့ပတ္တိယဖွေးတာနဲ့မြင်းမီတရီရရင်ရခြင်းပဲပတ်ဝန်းကျင်ကိုအကဲဟန်နဲ့တိတ်လိုက်တယ်။သူတို့အရေးခံရတော့ငါလမ်းပေါ်မှာအခုတော့လမ်းမှာမဟုတ်တော့ဘူး။အိမ်တိမ်တည်းကတန်လျာတစ်ခုပေါ်မှာရောက်နေတယ်။ဒါကြောင့်မလို့မြင်းမီခေါင်းကတန်ရာကိုလက်နဲ့ကမ်းပြီးငုတ်တုတ်ထထိုင်နေ။အဲ့ဒီအခါသူ့အနားကိုကိုဝင်းနိုင်ရောက်လာခဲ့တယ်။ကောင်းလေး ။တတိယလာပြီလားလို့မေးတယ်။ကိုဝင်းနိုင်ကိုမြင်မှကိုဝင်းနိုင်အိမ်ကိုရောက်နေမှတိလိုက်တယ်။ကောင်းလေး။ဘာကြောင့်ကြောင်တောင်တောင်လောက်နေရတာလဲ။မင်းကငါမေးနေတာလေတတိယလာပြီလားလို့ခမားနဲ့တော့ခတ်ပြီဗျာ။တတိယလို့ကြုတ်ထိုင်းနေတာလေ။တတိမရရင်လဲနေမှာပေါ့။ဘာလာမေးနေရလဲ။ဒါဆိုရင်တော့မင်းအခြေအနေကောင်းသေးတယ်။မင်းကသာတတိရတာကွာ။မင်းကောင်ကတော့အခုချက်ကြီးတတိမရသေးဘူးကွာ။ဟိုမှာကြည့်ရင်ကိုဝင်းနိုင်ကတဏီယာကိုလင်ယူထုတ်ပြတယ်။မင်းမင်းထိုနေရာကိုလည်းကြည့်လိုက်တယ်။ ပလက်ကလထိုင်ပေါ်မှာလူတယောက်မျက်လုံးမိလျက်သူ့လူရဲ့ခေါင်းပေါ်မှာလည်းပက်သီးတွေဖွေးတာနေတော်သေးတယ်မင်းတို့ငါနဲ့အချိန်မီတွေ့လို့ပေါ့နောက်မှဆိုလို့ရှိရင်တော့အခုလောက်ဆိုတွေ့ထွက်လို့ပြီးပေမင်းနဲ့တွေ့နေရတော့ပြီကွဟုတ်ပါပြီဗျာခမရအောင်ကျေးဇူးတင်ပါတယ်အမေပေးရဲ့အသက်မရှိတော့ပါဘူးခမရပေးတဲ့အသက်ပဲရှိတော့တယ်အေးအဲ့ဒါအသာထောင်းကဘာတွေဘလို့ဖြစ်ကြတာလဲဆိုတာငါ့ကိုပြောပြစမ်းပါအောင်ဘာပြောပြရမှာလဲကျုပ်တို့လည်းဘလိုင်းကြီးရိုက်ခံရတာဗျရိုက်တဲ့ကောင်ဖြူသလားမဲသလားတော့မသိဘူးဘလို့ကွာ မင်းတို့ဟာကြည့်ရမဟုတ်သေးပါဘူးကွာကို့ကိုရိုက်တဲ့ကောင်ဖြူသလားမဲသလားတော့မသိဘူးလားဟုတ်တယ်မသိဘူးဒီကောင်တွေကယောက်ျားပြီးပြီးရှေ့ရနေပြီးတော့ပေါ်တင်ရိုက်တာမဟုတ်ဘူးမိမ့်မလို့မိမ့်မရနဲ့နောက်ကနေချောင်းပြီးတော့အလင့်ကန်ဝင်ရိုက်တာဗျဒီတော့ကျုပ်တို့လည်းဘယ်သိပါမလဲထားပါဒါနဲ့မင်းတို့ဒီရဲ့ပိုင်းဘသူနဲ့ညှိသေးလဲကွာဘသူနဲ့မှမညှိဘူးကျုပ်တို့ဟာကျုပ်တို့အေးအေးဆေးဆေးနေတာပါဗျာဘာမီးရမှာလဲကွာမနေ့ကမင်းရွာတကြီးအိမ်မှာဟိုဘက်ရွာကောင်ရင်နွေးပကံနဲ့ထုလိုက်တယ်လေကွာ ဘယ်အချိန်ကနိုးနေလဲမသိတဲ့ငကြောက်ကလှမ်းပြီးတော့ပြောတယ်။အဲ့ဒီနောက်မတက်ထရက်ပြီးဟိုတိုးတီထိုးနေမိမိတို့အနားကိုရောက်လာတယ်။အနားရောက်တာနဲ့တန်ရပေါ်မှာခြေပြက်လက်ပြက်ထိုင်ချလိုက်တယ်။ဟုတ်သားပဲ။မနေ့ကကျုပ်တို့ဟိုဘက်ရွာကောင်းလေးကိုယူနေပကံနဲ့ထုတ်လုပ်လိုက်တယ်လေကွာ။ဒါဆိုသိကြပြီကွာ။မင်းတို့ရိုက်တာအဲ့ကောင်ပဲ။သွားမယ်။အဲ့ကောင်အခုသွားပြန်ရမယ်ကွာ။ထားလိုက်ပါတော့ဗျာ။ပြီးတာလဲပြီးပါပြီ။ကျုပ်တို့ဘာမှပြန်မလုပ်ချင်တော့ပါဘူး။ကို့အပြင်နဲ့ကိုပဲရှိပါစေတော့ဗျာ။နောက်ပြီးဒီကောင်လှုပ်တာ ဟုတ်ချင်မှလဲဟုတ်မှာပါ။ ဘေးလူတယောက်ယောက်လောက်တာလည်းဖြစ်နိုင်တာပဲဟဲ့မင်းမင်းမင်းဘာစကားကြီးပြောလိုက်တာလဲကွာဒါလောက်တေးချာနေတာကိုဘေးလူဖြစ်เสียလားငါကြောက်မင်းကောင်မင်းဘာမှမပြောတော့ဘူးလားကိုဝင်းနိုင်ကငါကြောက်ကိုကြည့်ပြီးတော့ပြောတယ်ငါကြောက်ကခေါင်းအသာခါရင်ပြီးတော့ဘာမှမပြောတော့ဘူးလို့တခွန်းနဲ့ပြောလိုက်တယ်အေးဒီလိုဆိုတော့လေမင်းတို့သဘောပဲကွာငါဘာမှဝင်မပြောတော့ပါဘူးကွာလို့ချင်တာသာလောက်ကြပြီးတော့ကိုဝင်းနိုင်ကစိတ်မရှိတဲ့လေးတန်းနဲ့ပြောပြီးအိမ်ထဲကနေထသွားတယ်ဒီတော့မှမင်းမရငါကြောက်ချင်းနေ တတ်တာလားကွတတ်တာရင်ကိုယ့်ကိုကိုပြန်ကြမယ်ကွာအေးတတ်တာတယ်ကွဒီလောက်နဲ့မသေးပါဘူးကွာသွားကြမယ်အဲ့ဒီနောက်တငယ်ချင်းတွေရောက်တယောက်ပခုံးကိုတယောက်ဖတ်ပြီးတော့ကိုဝင်းနိုင်အင်းအားနေပြန်ချက်လာခဲ့ပါတယ်ညက်နေလေးနိုင်ဖရာတရားသမားကြီးဦးတန်းအောင်အင်းကိုမျက်နှာဆိုင်လူနေရောက်ရောက်လာခဲ့တယ်ဦးတန်းအောင်ကလူနေရောက်ကိုမြင်လာနဲ့စေပတိကိုလက်မပတ်ပြီးတော့မင်းတို့ငါအင်းကိုဘာလဲလောက်တာလဲကွမင်းတို့ငါဘာပြောထားလဲဟိုကောင်နဲ့ကိုကိုရိုက်ပြီးတဲ့နေ့မှာငါအင်းကိုလာခဲ့လို့မပြောထားဘူးလား ျုပ်တို့သိတယ်။ကျုပ်တို့အခုလာတာအဲ့ကိစ္စပဲ။ခမရရိုက်ခန်းတဲ့ကောင်တွေကိုရိုက်ပြီးပြီလို့ကျုပ်လာပြောရင်းနဲ့ကျုပ်တို့လောကကလာယူတာဗျ။ဘာကွာ။ရိုက်ပြီးပြီဟုတ်လား။တိတ်ဟုတ်တာပေါ့။ဒီနေ့မနေ့ပဲကျုပ်တို့ရိုက်ခဲ့တာ။ခမရနကအခုလားဆိုအဲ့ရထဲမှာလဲနေလား။ဟဲ့ရောင်နေ။မင်းတို့ဟာဟုတ်ဟုတ်ရလားကွာ။လူမားပြီးရိုက်ခဲ့တာလား။အဲ့ကောင်တွေကိုရိုက်ဖို့အဲ့လောက်လွဲသလားကွာလွဲတာခတ်တာကျုပ်တို့မသိဘူးဗျာလူမားစရာလည်းတောင်းမရှိဘူးခမည်းမယုံရင်သွားကြည့်ဗျာအပေါ်ရေတိတ်မပြောချင်ဘူးဗျဘယ်မှာလဲကျုပ်တို့လိုအပ်ခအမြန်ပေးအေးခဏဆောင်ငါသွားယူလဲအောင် ဦးတောင်ကပြောပြီးတော့အိမ်ပေါ်ကိုတက်သွားတယ်။ခဏလောက်ကြာမှပြန်ဆန်းလာခဲ့တယ်။ထို့နောက်ငွေတစ်ထက်ကိုထိုလူတွေလက်ထဲကိုအပ်လိုက်တယ်။ကဲလူချင်နာရပြီဆိုတော့ကျုပ်တို့ပြန်ပြီဗျာ။နောက်ကိုရရမဲ့လူတွေရှိရင်လည်းပြောကျုပ်တို့ရိုက်ပေးမယ်ဗျ။ထိုလူနှစ်ယောက်ကအဲ့လိုပြောပြီးဦးတောင်အိမ်ထဲကနေထွက်သွားကြတယ်။ထိုလူတွေထွက်သွားပြီးနောက်တောင်လောက်ကြာတော့ဦးတောင်လည်းထိုကိစ္စဟုတ်မဟုတ်သိအောင်စုံစမ်းရတဲ့ရွာထဲကိုလမ်းလျှောက်ထွက်လာခဲ့တယ်။ထိုလူတွေပြောတာမှန်ပြီတဲ့။ ဧကအမှန်ပဲမိမိနဲ့ငကြောက်ကရိုက်ခံလိုက်ရတယ်။ထို့တဲ့င်းမှန်ကြောင့်တိရနဲ့ဦးသားအောင်ကသူ့အိမ်ကိုအမြန်ပြန်လာပြီးအောင်းနိုင်သူပြပြီးတဟားဟားနဲ့အော်ရီနေပါတယ်။ခွေးမသားနှစ်ကောင်အခုတော့ဗာတက်နိုင်သေးလေ။တန်းအောင်အကြောင်းကောင်းကောင်းသိပြီမလား။တန်းအောင်ကအညိုးသိကြည့်တာကွ။သူလက်ကပရီးကိုမှအာမနာဥတ္တောင်းကပျော်ပျော်ပြီးတော့အားရပါရအော်ရင်နေပါတော့တယ်။နောက်တစ်နေ့မနေ့9နိုင်မောင်ရင်မောင်တယောက် သူ့ဘဲလဲယုံညာလဲယုံလူမိုက်နေရောက်ကိုခေါ်ပြီးတော့တောပုကုံးရွာကိုခွေးပူအရက်ဆိုင်ကိုအရက်သွားတောက်တယ်။ဆိုင်ထဲကိုရောက်ရင်ရောက်ချင်မယ်မောင်ရင်းမောင်ကဟေးဆိုင်ရှင်ဆိုတဲ့ကောင်အရက်သုံးလုံးမြင်မြလာချပေးစမ်းလို့လေးတန်မမလေးနဲ့လမ်းအော်တယ်။ပြီးမှဝိုင်းတဝိုင်းမှဝင်ထိုင်တယ်။မောင်ရင်းမောင်ထန်လိုက်တာနဲ့ထလူနေရောက်လေဘေးဝဲရခုံတစ်ခုကိုဆွဲပြီးတော့ဝင်ထိုင်ကြတယ်။ခဏလောက်ကြာတော့ကိုခွေးပူကအရက်သုံးလုံးနဲ့ခွက်သုံးခွက်ကိုလာချပေးတယ်။အဲ့နော် အမေဘာရအောင်မလဲဗျတခွနဲ့မေးတယ်ကိုအင်းမောင်ကကိုခွေးဖုကိုမောကြည့်ပြီးတော့အရက်လာတော့တာကအမေစားတာမဟုတ်ဘူးဘာအမေမှမမဘူးမင်းလှင့်လိုက်တော့ကိုအင်းမောင်ကလေးတန်မမနဲ့អော်ပြောတယ်ချက်ချင်းဆိုသလိုကိုခွေးဖုစိတ်ထဲဒေါသထောင်းကနေထွက်သွားတယ်ဒါပေမဲ့ကိုဆန်ကိုလာတော့တဲ့လူတွေဖြစ်နေတာကြောင့်စိတ်ကိုတက်နေတဲ့လောက်ပြန်ထင်းပြီးခဲရဲ့ပြုံးပြပြီးတော့ထိုနေရာကနေထွက်သွားတယ်ကိုခွေးဖုထွက်သွားမှမောင်ရင်းမောင်လည်းအရက်ပလင်းကိုဆွဲပြီးတော့ဝါမော်တယ် ပြီးမှခုတ်ဖို့ကိုပြန်ချတယ်။သူ့လူနေရောက်ကတော့ပလင်းထဲကအရက်ကိုကိုရှိရခွက်ထဲကိုကိုစီငှက်ထည့်ပြီးအသီးသီးမောတောက်ကြတယ်။ထို့သောဖြင့်နောက်ထပ်နိုင်ယူဘက်လောက်ကြတော့အရက်ဆိုင်ထဲကိုမြင်းမိနဲ့ငကြောင်တငယ်ချင်းနှစ်ယောက်စကားတပြောပြောနဲ့ဝင်လာကြတယ်။နှစ်ယောက်လုံးရဲ့ကောင်းမှာတော့ပက်တီးတွေအဖွေးသားနဲ့ထို့လူနေရောက်ရဲ့မျက်နှာကိုမြင်တာနဲ့မောင်ရင်မောင်ဘာမပြောညာမပြောနဲ့တောက်တစ်ချက်ခောက်လိုက်တယ်။မောင်ရင်မောင်တောက်ခောက်လိုက်တာကြောင့်သူ့လူနေရောက်လည်းစိုက်ထဲဝင်လာတဲ့လူနေရောက်ရဲ့မျက်နှာကိုလှမ်းကြည့်လိုက်ကြတယ်။ မြင်းမိနဲ့ငကြောက်ကိုမြင်ပြီးချက်ချင်းဆိုသလိုနှစ်ယောက်လုံးမျက်လုံးပြူးသွားတယ်။မြင်းမိနဲ့ငကြောက်ကတော့သူတို့ကိုရှေ့တယ်လို့တောင်သဘောမထား။ကြည့်လဲမကြည့်။သူတို့ဟာသူတို့စကားတပြောပြောနဲ့လမ်းလျှောက်ပြီးဆိုင်ထဲခက်အေးဝင်လာကြတယ်။ခဏကြာတော့မြင်းမိနဲ့ငကြောက်မောင်ရင်မောင်တို့ဝိုင်းနာကိုရောက်လာတယ်။အဲ့ဒီခိုင်မောင်ရင်မောင်ကသူ့ခွက်ထဲကိုအရှက်အနှဲငယ်ထည့်ပြီးမောတော့ဟန်ပြုတ်ပြီးမတော့ပဲခွက်ထဲကအရက်ကိုမြင်းမိနဲ့ငကြောက်ကိုလှမ်းပြတယ်။ရုတ်တရက်မြင်းမိနဲ့ငကြောက်မရှောင်တိန်နိုင်။ နှစ်ယောက်လုံးရဲ့အင်းစီကိုအရက်တွေဆင်သွားတယ်။ဒါကြောင့်မလို့မြင်းမီနဲ့ငါကြောင့်ခြေလန်းကိုတုတ်ငဲရှက်ပြီးမောင်ရင်မောင်တို့ဝိုင်းဘက်ကိုလှည့်ကဖျောက်နေဒါပါလောက်တာလဲလို့ခက်ပြက်ပြက်မြင်တယ်။ဒီတော့မှမောင်ရင်မောင်ကဆက်ခနဲ့မတ်တက်ထရက်ပြီးမြင်းမီနဲ့ငါကြောင့်ကိုကြိတ်ပြီးတော့အရက်နဲ့ပတ်တာလေမင်းတို့မကြင်နဲ့လို့တမင်အရက်နဲ့ပတ်တာကွာအဲ့တော့ဘာဖြစ်ချင်လဲမင်းတို့မကြင်နဲ့ဘူးမလားမောင်ရင်မောင်ရဲ့မျက်နှာကိုမမျော်လင့်ထားပဲမြင်လိုက်ရတာကြောင့်ငါကြောင့်ဒေါသထောင်းကနေထွက်သွားတယ်။ချက်ချင်းဆိုသလို သူ့နားတဲ့ကိုဝင်းနိုင်ပြောတဲ့စကားကိုလည်းပြန်ကြားရောင်လိုက်တယ်။ဒါဆိုသိကြပြီ။မင်းတို့ကိုရိုက်တာအဲ့ကောင်နေပဲ။သွားမယ်။အဲ့ကောင်ကိုအခုပြန်သားရိုက်မယ်။ဒါကြောင့်မလို့ငကြောက်ဒေါသပေါ်ထွက်ပြီးလက်သေးကိုကြက်ကြက်ပအောင်ဆုတ်ရိပ်။ဘာဖြစ်ချင်လဲဆိုတော့မစ်ဆော့ခွက်ကိုဆော့ထိုးကျင်နေကွာလို့ဒေါသတကြီးပြောပြီးတော့မောင်ရင်မောင်ကိုလက်သေးနဲ့တားပြေးထိုးတယ်။တရက်တပြက်မလို့မောင်ရင်မောင်မရှောင်မတိန်နိုင်ပဲဖြောင်းဆိုအထိုးခံလိုက်ရတယ်။မောင်ရင်မောင်အထိုးခံရမှာ သူ့လူနဲ့ရောက်လဲပြပြတလဲဖြစ်ပြီးအဆက်ပလင်းကိုစီဆွဲကန်ပြီးတော့မတ်တက်ထားရမယ်အလုပ် မြင့်မိကဖင်ထန်းကိုတလုံးကိုဆက်ခနဲ့ဆွဲယူပြီးထိုလူနှစ်ယောက်တည်းဟာတယောက်ရဲ့ကောင်းအာကုံလွှဲရိုက်လိုက်တယ်ထိုလူအာကနဲ့អော်ပြီးတော့စွဲခုံပေါ်ကိုမှောက်သွားတယ်အဲ့ဒီနောက်မြင့်မိကနောက်တစ်ယောက်ကိုထိုက်လိုက်တယ်ထိုလူကတော့အသာရှောင်ပြီးသူ့လက်ထဲကပလင်းနဲ့မြင့်မိကိုပြန်ရိုက်တယ်ခွဲဆိုပြီးတော့မြင့်မိကောင်းကိုထိသွားတယ်ချက်ချင်းဆိုသလိုရဲရဲနေတဲ့သွေးတွေဖြာကနေထွက်လာခဲ့တယ် သားနာသွားတာကြောင့်မြင်းမီလည်းဒေါသလုံးထွက်ပြီးလက်ထဲရဖိနှံကုန်နဲ့သူ့လူကိုလှမ်းပစ်တယ်သူ့လူကကောင်းကောင်းရှောက်ပြီးသူ့ခါးချကတမြန်ကိုအားနဲ့ဆွဲထုတ်လိုက်တယ်ပြိတ္တများရှင်ဒီကနေ့မှတက်ဆက်ပေးခဲ့တဲ့ဘက်ကိုက်အပိုင်း33ကတော့ဒီနေရာမှာရင်ပြေဆုံးပါပြီကျန်ရှိနေတဲ့အပိုင်းများကိုလည်းဆက်လက်ပြီးတော့တက်ဆက်ပေးသွားပါဦးမယ်ရှင်ဒီကနေ့မှနားဆင် အားပေးခဲ့ကြတဲ့ပြိတ္တတူချင်းစီတန်းကို အထူးပင်ကျေးဇူးတင်ပါတယ်ရှင်။ဒါပျော်ရွှင်တဲ့နေ့တည်လေးကိုပိုင်ဆိုင်ပြီးတော့ဘေးရန်ပေါင်းမှာကင်းဝေးနိုင်ကြပါစေရှင်။